Welcome to a place where tradition meets taste. An old village dancing with modern mixology. เนาะကျွန်တော်အခုရောက်နေရတော့ live ပါအဲ့ဒါလည်းမပြောခင်မှာကျွန်တော် research တွေလုပ်ထားတဲ့ဟာလေးကိုပြောပြချင်တယ်ပေါ့နော်ဒါ cocktail အကြောင်းပေါ်မူတည်ပြီးတော့လူတွေကလက္ခဏာဆရာကြီးတွားပြီးတော့ကြည့်ကြတယ်ပေါ့နော်အဲ့ဒါအသက်ရှင်ပါလားဒါပေမဲ့ cocktail ပေါ်မူတည်ပြီးတော့လည်း လူတွေရဲ့ personality ကိုသိလို့ရတယ်ပေါ့နော်ဥပမာအဲ့စိတ်မှာတင်းတောက်တဲ့လူတွေကဘာဖြစ်မှာလဲအဲကြေွေဟိုဟာဟိုမာဂရီတာအရောင်တော့ပါ့မာဂရီတာတောက်တဲ့ကောင်မလေးဟိုတွေ့ခဲ့မယ်ဆိုရင်တခါလဲဖုန်းနံပါတ်တောင်းထားလိုက်တော့ဘာဖြစ်လို့ဆိုတော့သူတို့ကအောက်ကဝင်းအရာဖြစ်တဲ့ personality trait တစ်ခုရှိတယ်အဲ့တော့သူတို့နဲ့ပွားမယ်ဆိုရင်သူတို့ဒီဟာဒီပွားမယ်ဟိုလာမယ်ဟာဟိုဒီဟာစားမယ်သူတို့ကအကုန်လုံးအဆင်ပြေတဲ့လူတွေဒီလိုမျိုးကျွန်တော်အခုတောက်နေတဲ့ ါးဆိုရင်ဟိုပါဘောနီဂရိုနီနီဂရိုနီတောက်တဲ့လူတွေကြတော့သူကကြတတိရှိတယ်ပြီးတော့အရာရာစွန့်စားရေးတယ်ပြီးတော့ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတဲ့လူတွေတောက်တာများတယ်ပေါ့နော်အဲဒါကတော့ကျွန်တော်ခုနပြောရတဲ့ research အရာဟိုဖတ်ထားတဲ့ဟာလေးကျွန်တော် sharing လုပ်တာပါနော်အဲ့တော့ enough about that အဲ့တော့ကိုကျွန်တော်အခုစပြောချင်တာကတော့ကျွန်တော်အခုရောက်နေတဲ့နေရာကတော့ relax ပါမြောက်တကုံပုံမင်းအောင်အိမ်ရာဘေးမှာရှိတဲ့ပုံမင်းအောင်လက်မပေါ်မှာ တရှိတဲ့ဘားတစ်ခုကျွန်တော်ရောက်နေတာဒီဘားကကျွန်တော်တို့ပြင်ထားတာကတော့ကြာပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုရိုက်ဖို့အတွက်ကိုအုံနာတွေကိုခွင့်တောင်းနေတယ်ဒါပေမဲ့သူတို့ကလည်း customer တွေအရန်ကြာနေတော့ကျွန်တော်အချိန်မပေးနိုင်ဘူးဖြစ်နေတော့နှစ်ပေါင်းများစွာကြာပြီးတော့မှကဲဟုတ်ပြီကြာတယ်ဟိုကျွန်တော်လည်းတောင်းနေတာကြာပြီဆိုတော့လည်းအားနာပြီးတော့ကဲဟုတ်ပြီတရက်တော့ arrange လုပ်ပေးမယ်ဆိုကျွန်တော်ဒီနေ့ခုရောက်လာခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အရင်စပြောမယ်ဆိုတော့ဒါကိုခြုံရင်းကြည့်လိုက်မယ်ဆိုရင်တော့ ဒီဟာကအရင်တော့ကျွန်တော်တို့ကမမာဆိုင်မမာသမင်းဆိုင်လေးဓမ္မသမင်းဆိုင်တည်တည်လေးအဟောင်းလေးကိုကျွန်တော်တို့ကနာပြောလို့ဒီကျွန်တော် inspire ယူထားကြတော့ကျွန်တော်ဘာကိုသွားယူလိုက်လဲဆိုတော့ဒီပုံစံလေးနဲ့သွားမယ်ဆိုရင်ဒီလိုမျိုးနေရာလေးမှာကျွန်တော်တို့ဒီဟိုခြေလက်ဆန်းဆန်း အကျေးကျေးလက်ဆန်ဆန်ဆိုင်လေးကိုမှကျွန်တော် modern touch တွေထည့်လိုက်မယ်ဆိုရင်တော့အဆင်ပြေမယ် cost တက်တာမယ်ဆိုတဲ့ပုံစံလေးနဲ့ကျွန်တော်ရေးဆွဲထားတာဖြစ်တာပေါ့နော်အဲ့အတွက်ကိုလည်းကျွန်တော်အကျေချုပ်ပြန်ပြီးတော့ပြောပြမှာဖြစ်ပါတယ် okay ကျွန်တော်အရင်စပြောချင်တာကတော့ဒါဘားကောင်တာပေါ့ကနေစမှာပေါ့နော်ဘားဆိုတော့ဒီဘားကောင်တာကြီးတစ်ခုလုံးကကျွန်တော်တို့က concrete နဲ့လုပ်ထားပြီးတော့အောက်မှာကတော့တွေ့ရတိုင်းပဲအုပ်စီထားတယ်ဒါလည်းကျွန်တော်တို့ပြောလို့ခုနကဒီ finish ပုံစံလေးကိုကျွန်တော်ကတည်ထွင်ထားတာဖြစ်တဲ့အကြောင်းမို့ဒါကို အဲ့တိုင်းပဲကျွန်တော်ထားလိုက်ပါတော့။အရင် modern ဆန်သွားရင်လည်းဝင်လိုက်တာနေကိုလားတမျိုးကြီးဖြစ်စီတယ်မအပ်ဆက်ဘူး။အဲ့တော့နောက်တစ်ခုပြောချင်တာဒီအနောက်ကရှိတဲ့ရက်တွေထားတဲ့ဆင်ရက်တွေထားတဲ့ဆင်အကြကျွန်တော်တို့ခါတိုင်းလိုပဲ globe ကို laminate အဖြူဒီမှာ laminate အဖြူကတ်ထားတယ်။တခြားမဟုတ်ဘာကြောင့်လဲဆိုတော့ laminate အဖြူကတ်ပြီးတော့ကျွန်တော်အထဲမှာကျွန်တော်မီးထည့်ထားတယ်။ ဒီ plane လေးကိုထင်ဖို့ဆိုတော့အဖြူအရာဝါကြတော့တခြား color တွေထက်ကိုပို့ပြီးတော့သူက reflection ပြန်စီတဲ့အတွက်ကြောင့်မို့အဖြူကိုသုံးလိုက်တယ်နောက်တစ်ခါကျသူကအဖြူထားတဲ့အတွက်ကြောင့်သူကပို့ပြီးတော့တန့်သွားရတယ်ပေါ့နော်ဒီ plane လေးတွေကပို့ပြီးတော့ဟိုတက်တက်ရှင်းရှင်းနဲ့တက်တက်ရက်လေးကိုပုံမြင်ရတယ်အောက်မှာကျတော့လဲဒီခွက်တွေပါတွေအရန်ဟိုခြားခွက်တွေတို့အိုးတွေပါတွေထားဖို့တော့ကက်ဘိနက်လေးကျွန်တော်ထုတ်ထားပေးတယ် အဲ့ဒါလည်း blog post ကိုမှကျွန်တော် lemonade ကတ်ထားပေးတယ်။ကဲဒီမှာဆိုတော့ဒါကျွန်တော်မီးကြောင်စပါတော့နော်။မီးကြောင်ကကြတော့ကျွန်တော်ဒီ bar area မှာကြတာကျွန်တော် task area လို့ခေါ်တာပေါ့နော်။ task area ဆိုတာတစ်ခုခုအလုံးလုံးပါ။လုံးပါဖြစ်တဲ့အတွက်ကြောင့်မို့သူဒီ40ရာနေ60 lumen per square foot ရှိတဲ့နေဒါကျွန်တော် research area ရှိတဲ့နေအဲ့ဒီတော့ကြောင့်မို့ကျွန်တော်တို့ဒီမီးလုံးလေးတွေကိုကျွန်တော်ပို့ပြီးတော့ထည့်ထားတယ်ပေါ့မှာ။ဒါကလှလဲလှစီတယ်။ လှုပ်လှုပ်ရင်လည်းပို့ပြီးတော့မြင်ရစီတယ်ပေါ့နော်။အဲ့တော့ကျွန်တော်သုံးထားတဲ့မီသုံးတွေက LED filament type ကိုကျွန်တော်သုံးထားတယ်။ဒါ LED ကတော့ဒါနောက်ဆုံးဒါ latest technology ပဲဖြစ်တယ်ပေါ့နော်။အရင်တော့ကကျတော့ဒါ UV မီသုံးတွေကကျတော့ incandescent light တို့ခေါ်တယ်။တွားကျတော့ filament ကနေပို့ပြီးတော့တွားလင်းလာတဲ့ဥစ္စာတွေ။တတော်ကျတော့ watt လည်းများတယ်။ watt များတဲ့အလျောက်ကိုသူကမီတာလည်းအများကြီးတက်တယ်။အဲ့တော့ LED ကကျတော့ watt ကနည်းတယ်မီတာလည်းသုံးတာနည်းတယ်လို့ဒါပေမဲ့တို့ရဲ့အသာချက်ကဝက်နေပြီးတော့အလင်းအားပို့ပြီးတော့များစေတယ်။အာတို့ရဲ့အသာချက်ပဲ။ ဲ့တော့ကျွန်တော်တို့ဒီဘက်မှာဖြော်မဲ့နေရာမှာကြတော့လင်းအောင်ကျွန်တော်ထားထားတယ်ဒီဘားကောင်တာအောက်မှာဒါ SN light ကိုကျွန်တော်ထည့်ထားတော့ဒါကျတော့ key 5ကိုထည့်ထားတယ်ကျွန်တော်ရွေးချယ်ထားတဲ့ color ကကြတော့ကျွန်တော်တို့က3000 3500 color ကိုရွေးချယ်ထားတယ်အဝဘက်ကိုသွားတယ်ဒါဆိုတော့ဘားလာပြီဆိုရင်လူတွေကဒါ relax လုပ်တဲ့အချိန်ကိုရောက်လာပြီအဲ့တော့ဒါတနေ့စာပင်မထားတဲ့ဥစ္စာတွေကို wind down လုပ်ရမယ်နေရဖြစ်တဲ့ကြောင့်ဘူးဒါကျွန်တော်အရင်ဗီဒီယိုမှာလည်းပြောခဲ့ဘူးတယ်ဒီလိုမျိုးအကြောင်းလေးက ဘာနဲ့သွားပြီးတူမလဲဆိုတော့ကျွန်တော်နေဝင်လာတဲ့အကြောင်းလေးနဲ့တွေ့ရပေါ့တနေ့ရက်တနေ့ပြီးဆုံးတော့မဲ့အချိန်လေးကိုရောက်လာတဲ့အခါမှာဘာကိုလာတယ်အဲ့တော့ဒီမှုလေးကိုကျွန်တော်ကရစီချင်တယ်အဲ့ကြောင့်မို့ကျွန်တော်ဒီကာလာကိုတွေးထားတာပဲဖြစ်တယ်အဲနောက်ထပ်ဒီမှာကျွန်တော်တို့ရဲ့စိတ်ဝင်စားအနေနဲ့ကတော့ဒီခေါင်းမိုးပဲပေါ့နော်အရင်တုန်းကဒီခေါင်းမိုးမရှိဘူးသူ့ရဲ့ old structure အရာအနောက်မှာတွေ့ရတဲ့ခေါင်းမိုးတစ်ခုပဲရှိတယ်ပေါ့အဲ့တုန်းကကျတော့ကျွန်တော်စပြီးသွားတဲ့အခါမှာသူက new year လीဆိုတော့ဒါအကုန်လုံးကတော့ happy happy ပေါ့နော် ဲ့မဲ့ဘာဖြစ်လာလဲဆိုတော့မိုးရသည်လည်းရောက်လာတော့ဒီမှာမိုးရွာတဲ့အခါမှာဒီမှာသပွဲတွေထိုင်ကုန်နေချလို့မရတော့ဘူး။များတဲ့တော့ကြောင့်မို့ဆိုင်ရှင်ရတယ်ကျွန်တော်ကိုပြောတယ်။ဟာဒါလေးကိုတခုလုတ်ချင်တယ်။အဲ့မဲ့ကျွန်တော်က suggestion ပေးတာကတချို့လူတွေကဘားသွားတဲ့အခါမှာအောက်ဒိုးကိုကြိုက်တယ်။ချို့လူတွေကျတော့အင်ဒိုးကိုကြိုက်တယ်။အဲ့တော့နှစ်ခုတစ်ခုပေါင်းလို့ဘလို့ပေါင်းလို့ရမယ်ဆိုကျွန်တော်စဉ်းစားပြီးတော့အကြံထုတ်လိုက်တာကကြာတော့ဒီခေါင်မိုးကသူကအရှင်ဖြစ်သွားတယ်ပေါ့။ခေါင်မိုးတစ်ခုလုံးကိုကျွန်တော်ဖွင့်လို့ရတယ်ပိတ်လို့ရတယ် ။နောက်ပြီးတော့ဒီခေါင်မိုးတစ်ခုလုံးကကျွန်တော် gesture control တော့အိမ်ဒီမှာပြထားလို့ပဲ exhaust fan ကိုလုလုလိုက်ပွင့်သွားတယ်လုလုလိုက်ပြပိတ်သွားတယ်။အဲ့တော့ကျွန်တော်ဒီလိုလုလိုက်တာနဲ့ခေါင်မိုးကြီးကပွင့်သွားလိမ့်မယ်နော်။အဲ့လိုလုလိုက်ပြီးပွင့်လိုက်ပြီးခေါင်မိုးပွင့်သွားတယ်ဟုတ်လား။ Okay ။အဲ့တော့ကျွန်တော်ရက်ချင်တဲ့အချိန်မှာဆိုရင်ရက်လို့ပြောရတာနဲ့ခေါင်မိုးကရက်သွားလိမ့်မယ်။ရက်။အဲအဲ့မှာခေါင်မိုးကရက်သွားပြီနော်။ကျွန်တော်အလကားနောက်တာပါမင်္ဂအဲ့လိုမျိုးလုံးလို့မရအောင်မလုံးလို့ရတယ်အဲ့ကြတော့မော်တာတက်ရမယ်စင်ဆာတွေတက်ရမယ်အခုကတော့ လူကနေဆွဲနေတာများလာခဲ့လားကျွန်တော်ချက်ပြောပြမယ်ကျွန်တော်လှုပ်ထားတဲ့ပုံစံကဒီခေါင်မိုးအပေါ်မှာရေးသုံးခုရှိတယ်အဲ့ရေးသုံးခုပေါ်မှာကျွန်တော်ကဟိုဟာလေးတွေဒီဒီဒီကျွန်တော်တို့သွားတဲ့ဘိန်းလုံးလေးတွေရှိအဲ့ဘိန်းလုံးလေးကိုမှကျွန်တော်ပူလီနဲ့သွားပြီးတော့ဒီဂျိုးနဲ့လှုပ်ထားတာအဲ့တော့မိုးရွာတဲ့အခါကျရင်ဆွဲပြီးတော့ပိတ်လိုက်ရုံပဲလှုပ်လဲဆွဲလိုက်ရုံပဲအရင်အာတုံးကြမလို့เนาะဒီအားစင်ခေါင်မိုးပြန်ပိတ်သွားပြီးပြီးတော့ ီဘက်ကပြန်ဆွဲလိုက်ရင်ခေါင်းမိုးကပြန်ပြုတ်သွားလိမ့်မယ်အဲ့ဒီအတိုင်းပဲလုပ်ထားတာနော်ကဲဒီမှာဆိုတော့ဒါဒီဘက်မှာကျွန်တော်ခေါင်းမိုးကိုပြောချင်တယ်ပေါ့နော်ဒီခေါင်းမိုးက original သူ့ရဲ့ structure အရအပေါ်မှာ four angle ပါပြီလားဒါပေမဲ့လည်း four angle ကြီးအတိုင်းပဲထားမယ်ဆိုရင်နံပါတ်1ကကြတော့ဆေးတော့ရင်တော့တော့ဘူးဆိုရင် four angle အောက်ကအဖြူကြီးဖြစ်နေရောရုပ်ဆိုးတယ်နောက်တစ်ခုကကြတော့နွေရာသီမှာကျွန်တော်ခုနပြောလို့စထားတာဖြစ်တဲ့အတွက်ကြောင့်မို့နွေရာသီမှာတော်တော်ကိုပူတယ်ဘာလို့ပူလဲဆိုတော့ तू က height ကတော်တော်လေးကိုနှိမ့်နေတာအဲ့တော့ကျွန်တော်တို့ကပမ်းမအိမ်မှာဆိုရင်တော့ အပူဒဏ်ကိုခံနိုင်အောင်ကျွန်တော်အောက်မှာစီရင်သွားတယ်ပေါ့အများလည်းချက်သွားတယ်ဒါပေမဲ့ဒီမှာကျတော့စီရင်သွားလိုက်မယ်ဆိုရင်ကဟိုဟာခြေလက်မဆန်တော့ဘူးအဲ့တော့ခြေလက်လည်းဆန်အောင်အပူလည်းခံနိုင်အောင်ဆိုကျွန်တော်ကဘာသွားစဉ်းစားမိလိုက်လဲဆိုတော့ဒီဒဏ္ဍအမှုစဉ်းစားမိလိုက်တယ်အဲ့တော့ဒီ4 angle အောက်မှာကျတော့ဒဏိအမိုးထပ်ပြီးခံလိုက်တဲ့အတွက်ကြောင့်မို့အပေါ်မှာရှိတဲ့အပူက4 angle ကိုပဲထိပြီးတော့4 angle အောက်ကနေမှဒဏိအမိုးကိုပြန်ပြီးတော့ အပူကမကြတော့မကြတော့ကြောင့်မို့ဒီအောက်မှာအေးတဲ့ vibe လေးကြာတာပေါ့နော်အေးတော့ဗာဖြစ်ဖြစ်လူကတောက်တယ်စားရဲဆိုတော့ဒါ trade လုံးလုံးနဲ့မတောက်နေရတော့ဘူးအဲ့တော့ပို့ပြီးတော့တောက်တယ်စားနိုင်တာပေါ့နော်နောက်တစ်ခုကကျတော့နီးလုံးက၃မျိုးရှိမယ်ကျွန်တော်ခုနကပြောရဲလို့ task light ရှိမယ်ဒီ area ကျတော့ဒါကျွန်တော်တို့ကဒီအပြင်က dining area လေးပေါ့နော် dining dining area မှာကျတော့55ကနေ20 lumen per square foot ရရင်ရပြီအဲ့ဒီအဲ့ဒီ atmosphere vibe လေးကဒါအကောင်းဆုံး mood ကို ဟိုဖွင့်ဟနိုင်မဲ့ဟို light lighting condition လေးတခုတော့ဖြစ်တာပေါ့เนาะအဲ့တော့ဟို web မှာကျွန်တော်ခုနကပြောတဲ့ဖွင့်တဲ့နေရာမှာကျတော့တွဲလောင်းကြတဲ့မီးလုံးလေးထားထားတယ်။ဒီမှာကျတော့ကျွန်တော်မီးလုံးသေးလေးတို့ကတ်ထားတယ်။ again ဒီမှာကျွန်တော်သုံးထားတဲ့အယောင်က3000 3500k အဝါရောင်လေးပဲကျွန်တော်ပြောလို့ဒီမှာသာ just imagine အဖြူရောင်မီးထားထားမှဆိုရင်ခေါက်ဆဲဆိုင်ကြီးရောက်နေရတဲ့ vibe ကြီးမတူဘူးလားဘာရောက်နေတာတဲ့အဲ့တော့ move move ကအစပြောင်းသွားပြီ အကယ်၍ဆွေးကျင်တဲ့လူတွေလည်းဆွေးလို့မရတော့ဘူးပျော်ကျင်တဲ့လူတွေလည်းဒါဟိုအဆုံးထိပျော်မပျော်နိုင်တော့ဘူးအဲ့တော့ဘာမှရှိရမဲ့ lighting color နဲ့ lighting luminosity ကတော့လည်းသူသတ်မှတ်ထားတာလေးရှိတယ်အဲ့ဒါလေးကိုလည်းကျွန်တော် research လုပ်ပြီးတော့ဒါလေးကိုလုပ်ထားတာဖြစ်ပါတယ်ပေါ့နော်ကဲဒီမှာဆိုတော့ကျွန်တော်တို့ကဒီစပွဲတွေရောထိုင်ကုန်တွေရောကိုကျွန်တော် customize လုပ်ထားတယ်တချို့စပွဲတွေကဒါ high table တွေရှိသလိုဟိုထဲမှာဆိုရင် low table တွေလည်းရှိတယ်ပေါ့နော်ဒီနေရာတွေဆိုတော့ကျွန်တော်တို့ အာ finger joint finger joint အမှာကျွန်တော်အကြောင်းတင်ထားတဲ့ဟာလေးအောက်မှာကျတော့ကျွန်တော်သုံးမတ် hollow လေးကိုသုံးပြီးတော့ကျွန်တော်ဒါလေး create လုပ်ထားပြီးတယ်ပြီးတော့ဒီပုံစံလေးကျတော့ချုပ်ကဘားနဲ့တူအောင်ဒါကတော့ high chair high chair ကျတော့ဘားမှာအများဆုံးကကျတော့အခက်မင်းမှာထိုင်တာများတယ်ဒါပေမဲ့ဒါကကျတော့ကျွန်တော်ခုနပြောလူငယ်တွေအဲလူငယ်တွေလူငယ်ဆန်းဆန်းခင်မိတဲ့လူတွေဟိုထိုင်ကြတယ်ဒါပေမဲ့ချုပ်ဟိုတက်ကြီးရွယ်အူတွေကကြတော့ရိုးရိုး normal chair တွေနဲ့ပဲထိုင်နေတဲ့လူတွေအတွက်လည်းကျွန်တော်တို့ cater လုပ်ထားတယ်အဲကြောင့်ဒီအထဲမှာ ထိုင်ကုန်အပူစပွဲဖူးလေးနဲ့ကျွန်တော်ခေတ္တလိုက်ချရတယ်ပေါ့နော်အဲ့တော့ဒီစပွဲတွေနေရာချရတာအစားကျွန်တော်တို့ drawing ထဲမှာဆွဲပြီးတော့ဒီဘက် area မှာဘယ်နဲ့စပွဲဘယ်နှလုံးချမှာထိုင်ကုန်ဘယ်နှလုံးလဲလူဦးရေဘယ်နှယောက်စားလဲဆိုကြတော့တခါတည်း plan ချထားပြီးတော့ကျွန်တော်ဆွဲထားတာဖြစ်ပါတယ် ကဲဒီမှာလေဆိုရင်လည်းကျွန်တော်တို့ဒါက hollow လိုင်ရန်တွေကအရင်ကတော့ရှိပြီးသားဒါပေမဲ့မရှိတဲ့ဥစ္စာတော့သူကလိုင်ရန်ပဲရှိတာအောက်ကဟာလေးတွေမရှိဘူးเนาะတော့အောက်ကဟာလေးတွေကိုလည်းကျွန်တော်တို့ beating များအကြီးကြီးနဲ့တက်ပြီးတော့ဒီမှာ ascent light လေးပါထည့်ထားတယ်အဲ့တော့ဘာဖြစ်ဒီအောက် flow လေးကိုပါကလုံးမြင်နေရတာပေါ့နော်အဲ့ဒါတခုရှိမယ်ပြီးတော့ဒီအောက်ကကြမ်းကင်းရကြတော့လဲ original ရှိတဲ့ concrete အတိုင်းကိုပဲကျွန်တော်နည်းလေးပြန်ပြုတ်ပြင်လိုက်တာပဲရှိတာ trade route တော့လုပ်ထားတာမရှိဘူးဆိုတော့ကျွန်တော်ခုနပြောလို့ဒါက ne style လေးကိုလုပ်ထားတာ ဖန်တီးထားတာဖြစ်တဲ့ကြောင့်မို့သူ့ရဲ့ natural ပုံစံလေးပဲကျွန်တော်တို့က untouched ကျွန်တော်ထားထားရပါတော့နောက်တစ်ခုကကျွန်တော်လိုက်ခဲ့ပါအောင်နောက်တစ်ခုကျွန်တော်ပြချင်သေးတယ်ကဲဟုတ်နောက်တစ်ခုကကျတော့ဒီတိုင်နေဒီတိုင်နေက original structure မှာတော့သူကလီလမပတ်လဲ hollow တိုင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းခုနပြောလို့တခုခုအပြောင်းလဲခြင်းနဲ့တော့ကြောင့်မို့ဘာ idea ထွက်လာလဲဆိုတော့ဒီမှာအုံစံကြိုးပတ်တဲ့ဟိုစိုင်လေးကိုကျွန်တော်တည်ထွင်လိုက်တယ်ပေါ့နော်အဲ့တော့ဒီ hollow အောက်ကနေ တော်တော်တော့လက်တော့ဝင်ခဲ့တယ်ဒါပေမဲ့လည်းအပြင်ပိုင်းမှာတော့ပြီးသွားတဲ့ခါမှာတော်တော်လှသွားတယ်ပေါ့နော်ဒါအုံစံကျတော့အကုန်လုံးပတ်လာအေးအေးပတ်သွားပေါ့ဒီတော့ဒီမှာကျတော့ကျွန်တော်တို့ကဒီဟိုဟာလေး wallet လေးပါကျွန်တော်တတ်ထားတယ်ဒါကတော့ပို့ပြီးတော့ ambient light လေးတစ်ခုအနေနဲ့ကျွန်တော်ထည့်ထားတာပြီးတော့တိုင်နေကြားထဲမှာကျွန်တော်တို့ခုနကတည်းကပြောတဲ့လရန်အောက်မှာထားတဲ့ BTN လိုမျိုးကျွန်တော်ဒီကောင်လေးကြီးလည်းကျွန်တော်တို့က diamond quality ကိုကျွန်တော်ဖန်တီးထားတယ်။ဒီဟာလေးကိုလည်းကျွန်တော်ဆိုင်ကဝယ်ပြီးတော့ဘာနဲ့တူအောင်ကျွန်တော်တတ်ထားတယ်ပေါ့နော်။ပြောမယ်ဆိုတော့ ဒီ down လေးဒီ corner လေးဒီ corner လေးကတော်တော်များများဒီဆိုင်ကိုရောက်ရင်အရင်ဆုံးထိုင်တဲ့ corner လေးဗာဒီ corner လေးကတခုခုတော့ထူးခြားနေတယ်ဘာလို့ဆို corner လေးကိုကြည့်လိုက်တာနဲ့ကို inviting ဖြစ်တယ်လူတွေထိုင်ကျင်တယ်အပေါ်မှာလည်းမီးလေးနဲ့သူ့ရဲ့တည်သံ atmosphere လေးတခုတည်သံကဘာလေးရောက်သွားတဲ့ပုံစံလေးဖြစ်နေရမှာတော့အဲ့တော့ ဒီလိုမျိုးနေရာတွေမှာတော်တော်များအသေးကွဲတဲ့လူတွေထိုင်ရင်ထိုင်မယ်ဒါမှမဟုတ်တငယ်ချင်းတွေအရန်ကို privately စကားပြောတဲ့လူတွေထိုင်ကြတာများတယ်ဒါကျွန်တော်သိရတော့ဗောနော်ဒီ sanction လေးကိုမေးတော့အရင်ဆုံးလာထိုင်နေပြည့်တဲ့နေရာတော့ဒီနေရာလေးနေရာလေးကိုလည်းကျွန်တော်အလှဆုံးဖြတ်တော့ပြင်ဆင်ထားတယ်ဗောနော်နောက်တစ်ခုကကျွန်တော်ဓမ္မဆိုရင်ဒါ barbecue ကောင်တာ barbecue ကောင်တာကျတော့ကျွန်တော်ဒီအောက်ကကျတော့ကျွန်တော်တို့ဒီအထက်သားအထက်သားအောက်မှာကျွန်တော်ဆေးပုတ်ပြီးတော့ relax bar ပုံစံကျွန်တော်တို့လက်နဲ့ပဲဆေးပြန့်ချဲထားရပါတော့ အော်ဒီမှာဆိုလဲဒါကမှန်တဲ့အလူမီနီယံနဲ့ဟိုလှုပ်ထားတယ်ဘာဖြစ်ကောင်းတော့ကျွန်တော်ဒီပေါ်ကိုတင်လို့ရတဲ့ size ဆိုကျွန်တော်မှားလိုက်တယ်ဒီမှာဆိုလဲမီးတွေအแทမှာကျွန်တော်ထည့်ထားတယ်ဒီမှာကအခင်တွေအကုန်လုံး display ပြတာပေါ့ဒါကတော့အခင်ဆိုင်တော်များများအခင်ဆိုင်တွေကိုဝင်လာပြီဆိုတာနဲ့ကိုဘာကင်ရှိတယ်ဆိုတာကြည့်ကျင်တယ်ဒါဥပမာဒီမှာဆိုဝက်ရှာကင်2800တန်းတယ်ဆိုင်မှာเนาะဒါစားကြဒီဘက်မှာကျတော့လဲသူက L shape ပုံစံကြီးကျွန်တော်လှုပ်ထားတယ်ဒီဘက်မှာဟိုတကယ်ထွက်တဲ့နေရာနဲ့ prepare လုပ်တဲ့နေရာလေးတည်တံ့လဲရှိတယ် ကျွန်တော်နောက်တစ်ခုပြောချင်တာကကြတော့အခုမတက်ကျွန်တော်မတက်ရက်နေတဲ့နေရာကဒါမြောင်းဒီမြောင်းကကြတော့ကွန်ကရစ်နဲ့ပိတ်လိုက်မယ်ဆိုရင်သူကနည်းနည်းတမျိုးကြီးဖြစ်သွားမှာကွန်ကရစ်ပြီးသွားတာနဲ့ဆိုင်ကလည်းကွန်ကရစ်ဖင်းထားတာဆိုတော့တစ်ဆက်တည်းဖြစ်နေတော့နည်းကြည့်ရတာဟို differentiate လုပ်လို့မရဘူးအဲ့တော့ဘာလို့ကျွန်တော်တို့ဘာလို့လုပ်လဲဆိုတော့ဒီမှာတက်သားအချောင်းလေးနေကျွန်တော်မြောင်းပုံးလုပ်လိုက်တယ်မြောင်းပုံးလုပ်လိုက်ခြင်းအပြင်ဘာဖြစ်ဒီအပြင်ဘက်ကကားပါကင်နဲ့အထက်ကဆိုင်ကိုတိကျစီဖြစ် ဖြစ်စေတယ်ပေါ့နော်ဖြစ်စေတဲ့အပြင်ကိုကျွန်တော်တို့ကဒီအပြင်လေးကိုပါကျွန်တော်တို့ခါတဲ့ဝယ်ပြီးတော့ divide လုပ်ပေးလိုက်တယ်အဲ့တော့ဒီအပြင်ကနေကားလမ်းမနေတခါကြည့်မယ်ဆိုတော့ဒီဆိုင်ကိုမြင်ရဘူးဒီဆိုင်ကလည်းကြည့်မယ်ဆိုတော့ကားလမ်းမောင်မမြင်ရအောင်အဲ့တော့ဘာဖြစ်ဒီတဲကိုဝင်လာလိုက်တာနဲ့ကိုသူကမှုတစ်ခုကလုံးဝပြောင်းသွားပြီလားဖြစ်တယ်ပေါ့နော်ဒီဘက်ကားပါကင်နေရာမှာကျတော့အရင်တော့ဒါကဘာမှမရှိဘူးဒါကပြောမယ်ဆိုတော့ဒါမြေကြီး area ပဲဒီဘက်ပြီးတော့သူကကျတော့ down side ဖြစ်တဲ့အတွက်ကြောင့်မို့ ကားပါကင် area ဒီဘက်မှာလည်းရှိတယ်ဟိုဘက်မှာလည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့က concrete ခင်းထားတယ်ပြီးတော့ကားရပ်ဖို့ရင်းနေပါတခါကျွန်တော်ဆွဲထားပြီးသားဖြစ်ပါတယ်ဟုတ်ကဲ့ဒီမှာဗားလေးတွေစောက်ပါမယ်โอเคครับเนี่ยကျွန်တော်တို့ဆိုင်မှာကတော့ဟင်းပွဲတွေအကုန်လုံးကစားကောင်းတဲ့ level ပါတယ်ခင်ဗျာအဲဒီခါမှာအာကိုတို့စားခြင်းနဲ့ဆိုရင်တော့ဒီမာလာရှန်ကော့တို့စတုံးကျော်ယူရီးယား style တို့ပုံကစွန်းချင်းဇက်တို့ဒီပိုးစာကျော်အတင်းစုံပန်းလေးတွေလည်းရတယ်ခင်ဗျာအဲဒီခါမှာကိုတို့ဘီယာလေးသုံးဆောင်ခြင်းလည်းမသိဘူးဟုတ်ပါဘူးပုံကစွန်းချင်းဇက်ရဲ့အတင်းစုံပန်းရဲ့နော် ့အာဟုတ်ကဲ့ပါ။ကိုစားကြော်ထားတယ်နော်ကိုစားကြော်တယ်နော်ဟုတ်ကဲ့ပါဟိုပါဒီတောက်ဆရာလေးတွေကရောဗာများထပ်မပြောင်းလဲမသိဘူးဆိုင်မစီဗီယာအပြင်ကော်တေးလေးတွေလည်းရတယ်ခင်ဗျတောက်ဆရာဆရာဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ခေါင်းတေးကတော့ဒီကျွန်တော်တို့ signature ဖြစ်တဲ့ဒီ left 69တို့ဒီ old memory တို့အာဒီ green glory တို့ဒီ butter time your ace တို့ရတယ်ခင်ဗျာအားကြပါဟုတ်အဲ့ဆို oral လေးခဏဆောင်ပြပါအောင်နော်ကျေးဇူးပါဟုတ်ပါအဲ့ဒီမှာအလီကစတုံးကျော်ယူရီယာစတိုင်နော်ကဲတာလီကတော့ပူစားကြပါခင်ဗျာ Se me ahí, mí, no? <coughs> <coughs> okay that's aquí en lo vino? ါကအမှတ်မှားထားရေအမှတ်မဟုတ်ဘူးလေနော်ကဲဒါလေးကကျတော့အမှတ်မှားထားတဲ့ green glow ဒီလေးလေနော်နောက်ခတ်တယ်ဟုတ်ကဲ့ဒါလေးကကြော်လေးကျွန်တော်တို့ site မှာ menu item အစ်ထုတ်ထားတဲ့ဒီ cotton strawberry and secret လေးခင်ဗျအဲ့ဒါလေးကိုအမားတို့အစမ်းတုံးဆောင်လေးရအောင်ကြည်လာပေးရခင်ဗျလက်ဆောင်လေးပေးရပေါ့ကဲပါဟုတ်ကဲ့လို cotton ရတာလေးအစမီပေးရရှင်လည်းပြောပါနော်ဟုတ်ကဲ့ပါဟုတ် Okay ဒီနေ့ကတော့ကျွန်တော်တို့ Science Consortium Degradation ကနေပြင်ဆင်ပြုပြင်ထားပေးတဲ့အဟောင်းဗမာထမင်းဆိုင်ကနေဘာဖြစ်ဖြစ်ကျွန်တော်တို့က Village Style Touch of Modern လုပ်ထားတဲ့ဒီဇိုင်းလေးကိုကျွန်တော်တို့ပြုစင်ပြောင်းလဲထားတဲ့ဥစ္စာကိုကျွန်တော်တင်ပြပေးတာဖြစ်ပါတယ်။အဲ့တော့ပြောမယ်ဆိုရင်တော့အခုတော့မီလုံးလေးတွေကနည်းနည်းပူလင်းလာပြီပါဆိုတော့ညအဘက်ကိုရောက်လာတော့လေ။ ော့ကျွန်တော်တို့ဒီဆိုင်ကပြင်ခဲ့တာနည်းနည်းတော့ကြာပါပြီအဲ့အတွက်ကြောင့်မို့ကျွန်တော်ရှိသမျှအခန်းနေအကုန်လုံးတော့ကျွန်တော်လိုက်ပြီးမပြတော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဆိုင်ရှင်ကလည်းသူတို့ထားထားတဲ့ပစ္စည်းတွေလည်းရှိနေတော့ကျွန်တော်ဟိုဒါရီဒါရီတော့ရရဒါရီလည်းတော့မရဘူးဆိုတော့ကျွန်တော်ရတဲ့ဥစ္စာလေးတော့ကျွန်တော်တိုက်ပြီးတော့ဟိုတင်ဆက်ပေးတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်မို့ကိုကျွန်တော်တို့ကလက်တလုံးမှာအိမ်နေကြီးပဲပြင်နေပြင်နေဖြစ်နေမှာဆိုတော့ကျွန်တော်တို့ဆိုင်လည်းပြင်နေတယ် D30 ဒါအကြောင်ဒီဆိုင်လေးအကြောင်ကျွန်တော်က low budget လေးနဲ့ကျွန်တော်ပြင်ထားတဲ့ဆိုင်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ D30 ကောင်းတဲ့တခြား design နဲ့လည်းဆိုင်လေးကျွန်တော်ပြင်လို့ရတယ်ကျွန်တော်အရင်တော့ hotel တွေနဲ့ကျွန်တော်စောက်ခဲ့ပူးတယ်ဆိုင်ကန်းတွေလည်းပြင်ခဲ့ပူးတယ်ကိုရီးယားဆိုင်တွေရောဗမာဆိုင်တွေရောလည်းကျွန်တော်အများကြီးပြင်ခဲ့ပူးတယ်အဲ့တော့ကြောင့်မို့ကိုကျွန်တော်တို့ရဲ့ video လေးကိုအခုချိန်ထိကြည့်ရှုပေးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ရဲ့ Sion ni Facebook page ကို YouTube channel နောက် နောက်မှာကျွန်တော်တို့က TikTok လေးပါကျွန်တော်ဖွင့်ထားတယ်ပေါ့เนาะအဲ့ဒါလေးပါအားရင်လည်းဝင်ကြည့်ပေးပါကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုကြာရင်ထပ်တွေ့ပါမယ်